ွေးကောက်ပွဲဆိုတာကတော့လေဒီမိုကရေစီရဲ့ဗျာဒိတ်တစ်ခုပေါ့ဒါမဲ့အဲ့ဒီရွေးကောက်ပွဲကပဲစစ်မီးကိုမွေးလိုက်တဲ့မိကွာတစ်ခုဖြစ်လာခဲ့နော်ဟုတ်ပါတယ်ဒီနေ့ပြောပြချင်တာကတော့မြန်မာနိုင်ငံမွန်ပြည်နယ်မှာကျင်းပခုဖြစ်နေတဲ့ရွေးကောက်ပွဲတစ်ခုအဲ့ဒီရွေးကောက်ပွဲကိုအကြောင်းပြုပြီးပောက်ကွဲကမဲ့အနေထားတီရောက်နေတဲ့ဒေမမိုးတွေအကြောင်းပါပဲ အဓိကပြဿနာရဲ့အရင်းအမြစ်ကတော့ရှင်းရှင်းလေးပါပဲ။တစ်ဖက်ကရွေးကောက်ဖွဲ့ကိုမဖြစ်ဖြစ်အောင်ကျင်းပမယ်လို့အသေးလေးတွန်းအားပေးနေတယ်။နောက်တစ်ဖက်ကကြတော့လေဘီလိုနီးနဲ့မှခွင့်မပြုဘူးတားကိုတားမယ်ဆိုပြီးတော့အခိုင်အမာရက်တည်နေကြတာကော။ကဲအခုဆိုရင်ဒီတင်းမမှုအစကိုချက်ချက်ကြည့်လိုက်ကြရအောင်။ဆိုတော့ဒီတင်းမမှုတွေအားလုံးကဘယ်ကနေဘလို့ဆက်လာတာလဲ။ဇက်မြစ်ကိုပြန်ကြည့်လိုက်ရင်ကောရှင်းပါတယ်။စစ်ကောင်စီကအထွေထွေရွေးကောက်ပွဲအခုကျင်းပကိုစူးစမ်းတယ်။ အဲ့ဒါကိုတော်လိုင်းရေးအင်အားစုတွေကအပြင်းခံကန့်ကွက်ဆန့်ကျင်ရာကနေအရာအလုံးစတင်ခဲ့တာပါပဲဟုတ်ပြီဒါကတော့စစ်ကောင်စီဘက်ကပြင်ဆင်မှုတွေပေါ့ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်လုပ်နိုင်ဖို့သူတို့မြေပြင်မှာဘလို့တွေလှုပ်ရှားနေလဲဘာတွေလုပ်နေလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်သူတို့ရဲ့နေပြူဟာကတော့တော်တော်လေးရှင်းပါတယ်အဒီကမြို့နယ်ရီဖြစ်တဲ့ကြိုက်ထိုးထထွန်ဘီလင်းတံပြူစရဲနဲ့ ရေလူနေကရီမှာတအင်းအားရီတိုးချလိုက်တယ်။ပြီးတော့မြို့ပေါ်ရီရောပဝင်းကျင်ကရွာရီအချိပါ ကင်းလက်တာရီပိုလူးလာရီ။ပြောရရင်လူယုံဟီးကိုအရင်ကထက်အစာပေါင်းများစွာတင်းကျပ်လိုက်တဲ့သဘောပါပဲ။အင်းအားတိုးတယ်ဆိုတာကလည်းဒီလိုတာမန်တိုးတာမျိုးမဟုတ်ဘူးဗျ။အရင်ကတဖွဲ့ဝင်စေကနန်းလောက်ပဲရှိခဲ့တဲ့နေရာတချို့မှာလေအခုယာနဲ့ရှိပြီးရောက်လာတာဒါကဘာကိုပြနေလဲဆိုတော့အကြီးစားထိတိုက်တွေ့မှုတစ်ခုအတွက်ပြင်ဆင်နေပြီဆိုတဲ့သဘောပဲ။ အဲ့ဒီလိုလုံးကြုံရေးတင်းကျပ်မှုတွေရဲ့တိုက်ရိုက်အကျိုးဆက်ကဘသူပေါ်သွားကြရောက်လဲဆိုတော့အရက်သားတွေပါပဲဥပမာအနေနဲ့ပြောရရင်စက်တင်ဘာ28ရက်နေ့ကတထုံမျိုးနယ်ကရွာရွာမှာတရက်ချင်းနဲ့ကိုလူပေါင်း30ကျော်ဖမ်းဆီးခံခဲ့ရတယ်။ကဲအခုဒီခါတင်ကားပြောရဲ့တဖက်ချမ်းကိုလန်ကြည့်အောင်စစ်ကောင်ကြီးကိုစန့်ကျင်နေတဲ့ဒေါ်လန်ကြီးအဖွဲ့တွေရဲ့သဘောထားကတော့ဘယ်လိုရှိမလဲ။ဒါကတော့ PDF သထုံခရိုင်တာဝန်ခံကိုအီးမင်းထွန်းရဲ့စကားတံပါပဲ။ ီစကားတွေကနေသူတို့ဘက်ကဘလောက်တောင်ပြတ်သားနေလဲဆိုတာမြင်နိုင်ပါတယ်။တော်လိုင်းကြီးဘက်ကတော့အဖွဲတရားလုံးနာဒီရွေးကောက်ဖွဲကိုစန့်ကျင်တိုက်ရှက်ဖို့ပြော ပြီးသားကျွန်တော်တို့ဘက်ကစန့်ကျင်တိုက်ရှက်မှာပဲတဲ့ဆိုလိုတာကတော့ဘာပဲဖြစ်ရှင်တော့ဆုံးမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပေးလိုက်တာပါပဲ။အရေးကြီးတာကဒါဟာလူတူတယောက်တည်းရဲ့တဘောထားမဟုတ်ဘူးဆိုတာပါပဲ။တော်လန်ကြီးအဖွဲ့ကြီးကြီးအားလုံးကသူတို့ထိန်ချုပ်ထားတဲ့နေမီတွေမှာဒီရွေးကောက်ပွဲကို လုံးဝကျင်းပခွင့်မပြုဘူးဆိုတာတရားဝင်ကိုကြေညာထားပြီးသားအဲ့တော့ထိတ်တိုက်တွေးဆမှုတွေကတော့ရှောင်လွဲလို့မရတော့ဘူးဆိုတာတည်ကြသွားပါပြီဒါပေမဲ့အချိန်နေဟထင်းသလောက်တော့မယိုးရှင်းပြန်ဘူးအထူးသဖြင့်တော်လိုင်းရေးဘက်ကရင်ဆိုင်နေရတဲ့အခက်အခဲနေစင်ခေါ်မှုတွေကတော်တော်လေးရှုပ်ထွေးပါတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲတစ်ချက်လောက်ကြည့်ကြည့်ကြရအောင် ဒီမှာပဲအခြေအနေကပိုပြီးရှုပ်ထွေးလာတာပါ။မြေပြင်က လက်နက်ကင်အဖွဲ့တွေရဲ့အနေထားကိုကြည့်လိုက်ရင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့ PDF တိုင်းရင်းသားတော်လှန်ရေးအဖွဲ့စည်းတွေရှိတယ်လို့တစ်ဖက်မှာလည်းရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့တွေရှိနေပြန်ရော။အဲ့ဒီထဲမှာ BGF, DKBA နဲ့ KNU KNLA Peace Council တို့လိုအဖွဲ့တွေကစစ်ကောင်စီနဲ့ပူးပေါင်းပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကိုကူညီနေကြတာပါ။ ဒါကတော်လည်ရိတ်အားစုတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပဲ။ဘာလို့လဲဆိုတော့သူတို့ဟာပြင်ပညာတို့ကိုယဉ်ဆိုင်နေရတယ်လို့ကိုယ်တိုင်ရင်သားအချင်းချင်းကိုပါပြန်ယဉ်ဆိုင်နေရတဲ့အခြေအနေမျိုးဖြစ်နေလို့ပါပဲ။ဒါပြင်တော်လန်ရဲ့အင်္ဂါစုတွေအတွက်နောက်ထပ်အထူးကစင်ခေါ်မှုတစ်ခုရှိပါသေးတယ်။အဲ့ဒါကပါလဲဆိုတော့ရတားတွေရဲ့ဘေးကင်းလုံခြုံရေးပါ။ရွေးကောက်ပွဲကိုတော့ဓာစီးခြင်းနဲ့ဒါပေမဲ့အဲ့လိုလွတ်တဲ့အခါမှာရတားတွေမထီးခိုက်အောင်ဘယ်လိုလုပ်မလဲ။ဒါက မီးဖြူဟာရရောကိုချင်းကြားရပါအယံကိုခက်ခဲတယ်မိခိုးတခုဖြစ်နေတာပါ။ကဲဒီလိုတင်းမမှုတွေကြားမှာတာမန်ယသားတွေရဲ့အခြေအနေကတော့ဘလို့ရှိမလဲ။သူတို့ဘလို့ခံစားနေရမလဲဆိုတာကြည့်ရအောင်ပါ။တစ်ဖက်မှာစန့်ကျင်မှုတွေကတော့ရှိနေတာပေါ့။ဒါပေမဲ့စစ်ကောင်စီခန့်အပ်ထားတဲ့ကော်မရှင်ကတော့စက်တင်ဘာ30ရက်နေ့မှာပဲမဲဆန္ဒရှင်စင်းတွေကိုတပ်ဆိုင်ရာရုံးတွေမှာစတင်ကပ်နှစ်ကြေညာခဲ့ပါတယ်။ဆိုလိုတာကသူတို့ဟာသူတို့အစည်းအဝေးအတိုင်းရှစ်ဆက်သွားနေတော့မယ်ဆိုတဲ့သဘောပါ။ဒါပေမဲ့ အာနာပိုင်ရဲ့လုံဆောင်ချက်နဲ့မြေပြင်ကပြည်သူလူထုရဲ့သဘောထားကတော့ကောင်းကင်နဲ့မြေကြီးလို့ကွာနေပါတယ်။ဒေတာခန်ရဲ့ပြောစကားအရဆိုရင်မဲဆိုင်ရင်ကိုရောရွေးကောက်ပွဲကိုပါဘသူမှစိတ်မဝင်စားကြဘူးတဲ့။ဒီတော့တပတ်ကလုပ်ငန်းစဉ်အတိုင်းသွားနေပြီမဲ့ပြည်သူတွေဘက်ကတော့လုံဝစိတ်ဝင်စားမှုမရှိတဲ့အခြေအနေဖြစ်နေတာပေါ့။ဟုတ်ပြီ။သာစင်ဒီရွေးကောက်ပွဲအနာဂတ်ကဘယ်လိုဖြစ်လာမလဲ။အခုအခြေအနေကိုခြုံငုံတုံးတက်ကြီးရှေ့ဆက်ပါပြီဖြစ်လာနိုင်မလဲဆိုကိုကြည့်လိုက်ကြအောင်။ ပြောရရင်တော့ပြက်ပြက်သားသားယက်တီနေကြတဲ့အင်အားစုနှစ်ခုဟာတက်တက်တူထိုက်မိတော့မယ်လမ်းကြောင်းပေါ်မှာရောက်နေပါပြီ။တစ်ဖက်ကဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုတွန်းလို့မယ်။နှုတ်တစ်ဖက်ကဘလုံးနီနဲ့မှခွင့်မပြုဘူးဒါကိုတားမယ်။ဒီတော့ဒီနှစ်ဖက်ကြာကထိတိုက်တွေးဆမှုကတော့မလွဲမသွေးပါပဲ။ဒီလိုစစ်တပ်နဲ့ဒေါ်လာရဲ့အင်အားစုတွေအပြန်အလှန်ဆန့်ကျင်နေကြတဲ့အခြေအနေမှာနောက်ဆုံးစဉ်းစားစရာမေးခွန်းတစ်ခုကတော့ကြံ့ခဲ့ခဲ့ပါတယ်။အဲ့ဒါကတော့ဒီရွေးကောက်ပွဲဆိုတာက မွန်ပြည်နယ်ရဲ့အနာဂတ်ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်အပြေတစ်ခုဖြစ်လာမှာလားဒါမှမဟုတ်ဒီဒေတာကိုပိုပြီးနဲ့ရှိုင်းတဲ့ပဋိပက္ခဒီတဲ့ကိုတွန်းပို့လိုက်မဲ့အရာတစ်ခုဖြစ်လာမှာလားဆိုတာပါပဲ။